င်္ဂလာပါရှင်မက်ရှလာဆက်ရှိရဲ့အင်္ဂါနေ့ရွှေငွေရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမုပ်ပွဲစတင်ကျင်းပတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းပထမနှစ်မြန်မာစာကိုမတ်လ18ရက်နေ့နံနက်ပိုင်းမှစတင်ကသက်ဆိုင်ရာစာစစ်ဌာနများတွင်စတင်ဖြည့်ဆည်းကြကြောင်းသိရပါသည် ကျောင်းသားကျောင်းသူများအေဂျင်စွာစာပွဲဖြည့်ဆို့နိုင်ရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှကြီးကြပ်ပြီးမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကျန်းမာရေးဝန်ထမ်းများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ကြက်ချီနီသူနာပြုတပ်ဖွဲ့ဝင်များကသက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်းသိရပါသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းတက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူ3900ကျော်ရှိပြီးစာချုပ်ဌာန90ခုတွင်တပြိုင်တည်းကျင်းပကြောင်းသိရှိရပါသည်ရှင်။ ဆလတ်တဲ့စမဲတဲ့င်းကတော့ကြောက်တမ်းမျိုးနဲ့တော်ကလုတ်ကြီးရွာရင်အခြေခံပညာမူလာရန်ကြောင့်တထက်ကြောင်းဆောင်သည်လွှဲပြောင်းပေးရတဲ့တဲ့င်းရန်ကုန်တိုင်းနေသားကြီးတန်လင်းခရိုင်ကြောက်တမ်းမျိုးနဲ့ကလာတန်းကြီးရွာအုပ်စုတော်ကလုတ်ကြီးရွာရင်မြဆိုင်အောင်ငါးခန်းနာအတူရငွေဖြင့်ပြန်လည်ပြင်ပင်ဆောက်လုပ်ပြီးစီးတဲ့အခြေခံပညာမူလာရန်ကြောင့်တထက်ကြောင်းဆောင်သည်လွှဲပြောင်းပေးရပွဲကိုမတ်လ18ရက်နေ့ကအဆိုပါအကြောင်းတင်ချင်ပါတယ်လို့သိရပါတယ် အခုလိုလှည့်ပြောင်းပေးရရင်ကြောက်တန်းမြို့နယ်ငားလုံးငန်းဦးစီးဌာနဦးစီးရရှိဦးမြင့်နိုင်တဲ့ဝန်ထမ်းများတော်ကလုတ်ကြီးပါမြာဆင်းအောင်ငားကဏ္ဍကော်မတီအဖွဲ့မှတာဝန်ရှိသူများကပြည်ပြင်ဆောက်လုပ်ပြီးစီခဲ့တဲ့ကြောင်ဆောင်တင်တဲ့ပတ်သက်တဲ့ဆဘဆရံများကိုကျောင်းဆရာမကြီးဒေါ်အေးအင်းနဲ့ကျောင်းကော်မတီဝင်များထံသို့လှည့်ပြောင်းပေးရပါတယ် လွှဲပြောင်းပေးရတဲ့ကြောင်ဆောင်တင်မအကျေအားဖြင့်အလျာပေ36ပေအနံပေ24ပေရှိသူမိုးအုပ်ကအာစီတထက်အစာဦးဖြစ်ပြီးမြောင်စင်းအောင်အတူရငွေချက်သိန်း200ဖြင့်2024ခုနှစ်နိုဝင်ဘာလဇန်မာစပြီးပြန်လည်ပြည်ပင်ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့ထားပေးဖြစ်ပါရရှင်နောက်ဆုံးနေဆက်မဲ့တဲ့တင်ကတော့ညရာသည့်လူငယ်တင်နှဲမြဖွင့်လေတဲ့တဲ့တင်ညရာသည့်အခြေခံအင်္ဂလိပ်စာတင်နှဲဖွင့်ပွဲကိုမတ်လ18ရက်နေ့နဲ့10နာရီက ရန်ကုန်တိုင်းဒေသကြီးကြောက်တတားမြို့နယ် community center ခန်းမမှာပြုလုပ်ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးတန့်စင်ထွန်းကအမှာစကားပြောကြားကြောင်းသိရပါဗျ။တင်နန်းသူမြို့နယ်အတွင်းရှိចောင်းသားចောင်းသူ20ဦးတယောက်ကြပြီးတင်နန်းကိုအင်္ဂလိပ်စာဆရာဦးအောင်ကိုဝင်က9ရက်ကြာသင်ကြားပို့ချပေးမှဖြစ်ကြောင်းသိရပါဗျ။အလားတူပဲ၊ညရသည့်အခြေခံကာတုံရေးဆွဲနည်းတင်နန်းကို တွန်တေးမြို့နယ်ပြည်သူ့စာကြီးရဲရှိလူလူခြေပြူဗဟုဌာန Community Center ခန်းမမှာမတ်လ18ရက်နေ့နနက်9:00နာရီကဖွင့်လျာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဦးသက်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားပါရယ်သင်တန်းကိုကျောင်းသားကျောင်းသူ20ဦးတက်ရောက်ကြပြီးသင်တန်းခါလာမှာမတ်လ18ရက်နေ့မှ21ရက်နေ့ထိဖြစ်ကာကတ်တုန်းဆရာဦးဝင်းထွတ်ကသင်ကြားပေးမှဖြစ်ကြောင်းသိရပါရယ်အလားတူမတ်လ18ရက်မွန်လွဲတနေ့က ပစနာမြို့နယ်လူထုအခြေပြုဘဟုဌာန Community Center ခန်းမတွင်တွေ့ရသည့်အခြေခံအင်္ဂလိပ်စကားပြောနေသင်တန်းဖွင့်လျာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သူကအဖွင့်အမှားစကားပြောကြားပါသည်ဆက်လက်ပြီးမြို့နယ်မိခင်တွေကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နေနေအေးနဲ့အဖွဲ့ဝင်များကတင်နန်းသူတင်နန်းသားကလေးငယ်များအားစာရေးကြိယာများပေးဝေပါတယ် အဆိုပါတင်နန်းသူမြို့နယ်အတွင်းရှိចောင်းသားចောင်းသူ40ဦးတယောက်ကြပြီးတင်နန်းကိုဆရာမကြီးဒေါ်ယူပါသိန်းကဆရာကြာတင် जा ပို့ချပြီးမှဖြစ်ကြောင်းသိရပါတယ်။အလားတူပဲတောင်းကလာပါမြို့နယ်တွင်ရင်ကျေးလိမ်မှအခြေခံတင်နန်းကိုမက်ရှလာ18ရက်နနက်9:00နာရီချိန်ကမြို့နယ်လူလူအခြေပြုဗဟုဌာန Community Center ခန်းမတွင်ဖွင့်လျက်ပြန်ကြားရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါခင်ဆွေနင်းကတင်နန်းဖွင့်လျက်ခြင်းရဲ့အရွယ်ချက်များကိုပြောကြားပါရစေ။ သင်တန်းကိုတောင်းကလာပါမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူ30ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာမတ်လ18ရက်နေ့မှဧပြီလ9ရက်နေ့ထိဖြစ်ကာသင်တန်းနည်းပြဆရာမဒေါ်သိန်းကြီးဝင်းနဲ့ဆရာဦးမြင့်အောင်တို့ကသင်ကြားပို့ချပေးမှဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းများကိုတော့တန့်စင်ထွန်းတွန်တေးသာဟန်စုရင်နဲ့ခင်ဆွေနှင်းတို့ကပြပို့လာတာပါ။ရှင်ကုံရဲ့ရန်ကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုရပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။